အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ဒီနေ့မနက်ကသတင်းကနေပဲပြန်လည်ပြီးကြိုလိုက်ပါတယ်သတင်းမနက်သတင်းမှာတော့ကျွန်တော်မနက်ပိုင်းမှာဒါလက်ရှိမှာခုနောက်ပိုင်းမှာဒါ United သတင်းတွေကြီးပဲတာဖြစ်နေတယ်လို့ပြောလို့ရတယ် MLA ကျွန်တော်ဒါ campaign ကာလမှာလူကြည့်ရင်တော့ဒါကျွန်တော်ပူကောင်းတာပေါ့ဗျာနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒီ campaign ကာလမှာတော့ခင်ဗျားတကယ်ခင်ဗျားတို့တကယ်ချီးကျူးတယ်အင်မတန်မှလည်းချစ်တယ်ပေါ့နော်လက်ရှိကျွန်တော် campaign ကာလမှာဒါကျွန်တော်တို့တရက်မှဒေါ်လာ20အောက်ကိုကျွန်တော်ရသွားတာမရှိဘူးကျွန်တော်ဒါ17ရက်နေ့ကစပြီးလွန်းတာ34 28ဒါမနေ့ကဆိုကြကျွန်တော်33 သုံးဂျားတဲ့မှာကျွန်တော်အကြဆုံးဆို26.1တက်ပဲရှိတယ်မြန်မာငွေတော့တက်မယ်ဆိုတာကျွန်တော်တို့သိန်း2000အေးပေါ့တဲကမှန်သိန်း3000သိန်း4000အနည်းဆုံးပဲဒါအမြင့်ဆုံးအခြေဆိုဟိုနေ့ကဒေါ်လာ90ပေါ့နော်ဒေါ်လာ90ရတယ်ကျွန်တော်တို့မြန်မာငွေတက်မယ်ဆိုတရက်ထဲကို2သိန်းခွဲလောက်တည်တည်ရခဲ့တယ်ပေါ့နော်အဲ့ဒါခင်ဗျားတို့သိချစ်ဖို့ကောင်းတယ်ခါးရင်းဆိုတာကျွန်တော်တို့အဲဒါရင်းသွားနေကြတိဆိုကြ15ချက် 15ချက်လောက်ပဲသွားနေတဲ့အချိန်ကနေ20ကျော်ထိတောက်တောက်တော့အဲ့တော့ဒေါ်အဲ့ဒေါ်လာတွေပြပြတာဘောနော်အဲ့တော့ဒါကျွန်တော်ကမ်ပိန်းကာလကစပြီးကျွန်တော်အခုချိန်မှာကြည့်နေကြရတဲ့အကုန်လုံး view တွေနဲ့တကယ်နံပါတ်တွေကကြောက်စရာကြီးဒါကျွန်တော်2ရက်48နာရီ view ဆိုရင်အများနဲ့8000နဲ့အထက်မှကြီးပဲရှိတယ်ဘောအဲ့တော့ညီကိုတွေကိုအများကြီးအများကြီးကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ကပေါ်တယ်လက်ရှိမှာလူကြီးများတဲ့ video လေးတင်ဖြစ်တော့လည်းစိတ်မရှိပါဘူးဒါပေမဲ့လက်ရှိမှာဒါအသင်းတိုင်းဆိုအောင်လဲကျွန်တော်တင်ပြီးနေဖြစ်ပါတယ်ကျွန်တော်မတင်တဲ့အသင်းကလက်ရှိမှာမရှိတော့ရှာတယ်ကျွန်တော်ဒါ Premier League ဆိုရင်ကျွန်တော်ပူတင်တယ်ဘောနော်လက်ရှိမှာဒါကျွန်တော် AI အားလို့လာကျွန်တော် Barcelona နဲ့ဒါကျွန်တော် Real Madrid ပဲ ဲ့လည်းလှည့်ပြီးပါအောင်မယ်ဘောနော်အဲ့တော့ဟိုတနေ့ကတောင်းဆိုတဲ့ဒါကျွန်တော် Real Madrid Atletico Madrid ပွဲပြီးတဲ့ကျွန်တော်မပြောဖြစ်ပါဘူးဆိုတော့မကြည့်ဖြစ်လို့ပါမကြည့်ဖြစ်တဲ့ပွဲစဉ်ကိုတော့ကျွန်တော် highlight ကြည့်မပြောချင်ပါဘူးဒါဘုံမွေလင်းလင်းပြောတာပါကဲထားပါအဲ့တော့ကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံးရသတင်းတွေရ Manchester United သတင်းတစ်ခုပြောအောင် Manchester United အသင်းနေနဲ့အခုလက်ရှိနောက်ဆုံးရသတင်းရဆိုသူတို့ရဲ့ဒါကျွန်တော်လူငယ်ကစားသမား2ယောက်ဖြစ်တဲ့ Kobe Mainu နဲ့ Alejandro Garnacho ကိုတော့ရောင်းချဖို့အတွက်တကယ်ကိုပြင်ဆင်နေပြီဖြစ်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်အဓိကက Manchester United အသင်းနဲ့သူတို့ရဲ့လက်ရှိနောက်ပိုင်းတက်မဲ့ ကာရင်တန်ကလူငယ်တကယ်ဒီလူငယ်တက်ပိုကောင်းတယ်လို့ယူဆတဲ့အမြင်ရဲ့နောက်တစ်ခုကဒါကျွန်တော်ဒီကစားသမားကိုရောင်းပြီး United အသင်းနဲ့ပြုပြင်ပြောင်းလဲမှုငွေရေးကြေးအရာဘတ်ဂျက်အရာတခုရသွားနိုင်တယ်တော့ကျွန်တော်ဒီကစားသမားနှစ်ယောက်ကိုရောင်းဖို့အတွက် Manchester United အသင်းနဲ့ပြည်နေတယ်ဆိုတဲ့သတင်းကိုကျွန်တော်ပြောချင်ပါတယ်အဲ့တော့ ဒီညမှာကိုဗီမိုင်းလူပေါ့နော်ကိုဗီမိုင်းလူနေနဲ့ခုလက်ရှိမှာဒါအဓိကပြဿနာကသူ့ရဲ့လုခလာစာတိုးတောင်မှုပထမကတော့ကျွန်တော်နေသူ့နေနိုင်ငံခြားထွက်ဆော့ခြင်းနဲ့ဘာညာဆိုတဲ့သတင်းတွေတက်ခဲ့ပေမဲ့တကယ်တမ်းကတော့ကိုဗီမိုင်းလူရဲ့လက်ရှိပြဿနာက United ကိုသူ့နေလုခလာစာတိုးတောင်ထားတယ်လို့ကြားသိရတယ်လက်ရှိရတဲ့လုခလာစာအပြင်ကိုဒါကိုဗီမိုင်းလူနေတပတ်လုခလာစာ38000ထိတောင်းထားခဲ့ပြီးတော့တချို့ကောလာဟာလာတွေမှာဆိုရင်တော့23000ထိတောင်းထားတောင်းထားခဲ့တယ်လို့ပြောလို့ရတယ်မှာပါတယ်လက်ရှိမှာဒီဈေးကတကယ်တမ်းပြန်ကြည့်မလို့တကယ် United အသစ်မှာဒါကျွန်တော်တို့ဘူနိုဖာနန်ဒက်စာချုပ်အသစ်မချုပ်ခင် ီဆော့ခဲ့တဲ့ဈေးတစ်ခုတော့ပြောလို့ရတယ်ပိတ်တဲ့ဒါကျွန်တော်အနေနဲ့ကိုယ်မိုင်းလူကိုကောင်းတယ်လို့ကျွန်တော်တို့မြင်တယ်ဒါပေမဲ့တပတ်လောက်ခလာစာ7000 2000သိန်းရမယ်ကစားသမားတယောက်လို့တော့ကျွန်တော်အနေနဲ့ personally မမြင်မိသေးဘူးပြောချင်တာ okay ဒါကတော့ကိုယ်မိုင်းလူနဲ့ခုလက်ရှိမှာရမယ်ဆိုရင်အခုအာမက်ဒီယာလူကိုစာရုပ်ကြီးချုပ်ခဲ့တဲ့ဒါတသိန်း2000သသိန်းခွဲအများသသိန်းခွဲဗျာတလားသသိန်းခွဲဆိုတဲ့စာချုပ်ကတော့ကျွန်တော်တို့ကိုယ်မိုင်းလူအတွက် perfect သသိန်းခွဲတော့မှကိုယ်မိုင်းလူလိုအခြေအနေမျိုးကတော်တော်လေးကိုများလာပြီလို့မြင်တယ်လို့ကျွန်တော်အနေနဲ့ပြောအဲ့တော့ကိုယ်မိုင်းလူနဲ့တကယ်တမ်းပြန်စမ်းရရင်သူ့မှာ break through ကတကယ်တမ်းပြန်ကြည့်မယ်ဆိုတစ်နှစ်လောက်ပဲရှိသေး တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ကတော့အမှန်တိုင်းကျွန်တော်ဝင်ခံရမယ်ဆိုကျွန်တော်ကိုယ်မိုင်းတွေကိုသူလက်ရှိတောင်းနေလာတာ3000နဲ့3000က အတိတ်ပဲမရှိဘူးလို့မြင်တယ်ဗောနော်အဲ့တော့ United သိနေလက်ရှိတူတောင်းတဲ့လာစာကိုလည်းမပေးနိုင်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့အခုလက်ရှိစာချုပ်စာတမ်းကြံရှိနေတဲ့အချိန်မှာဒါကျွန်တော်တို့ရောင်းလိုက်ရင်တော့မျိုးမျိုးမဲ့ရမယ်လို့ခံစားရတယ်အဲ့တော့ကိုယ်မိုင်းလူရဲ့လက်ရှိအပြောင်းရွှေ့မှာတော့ဒါ Manchester United ကဘယ်အသင်းကိုဘယ်လိုရောင်းမလဲဆိုတာနဲ့သူ့ကိုလာပြီးတော့တရားဝင်ကမ်းလှမ်းမှုတွေကိုစောင့်မျှော်နေတဲ့နေရာမှာပါတယ်အဓိကလက်ရှိမှာ Premier League Club တွေရဲ့နောက်တစ်ခုဖြစ်တဲ့ကျွန်တော် Chelsea အသင်းပေါ့နော် Chelsea အသင်းရဲ့အခုလက်ရှိမှာဒါကျွန်တော်ကိုယ်မိုင်းလူကိုဒါခေါ်ဖို့အတွက်ဒါတည်ပြီးသားဖြစ်နေမယ်ဒီနေရာမှာကိုယ်မိုင်းလူကဒါကျွန်တော်တို့ငွေတွေက တာသူကတော့ဒါပြည်တွင်းမှာအသင်းပြောင်းတာတဆိုင်ပြည်ပအသင်းကိုပို့ပြီးတော့ပြောင်းစီခြင်းတဲ့ပုံပါတယ်လက်ရှိမှာပြည်ပထဲမှာဆိုတော့ကိုယ်မိုင်းတို့ကိုလက်ရှိကျွန်တော်တို့ဒါ Manchester United တောင်းတဲ့ဈေးကိုပေးနိုင်မကလပ်ကတော့အများကြီးတော့မရှိဘူးလို့မြင်တယ်ဒါပေမဲ့ကျွန်တော်မျက်စိအမြင်မှာဆိုတော့ Bayern Munich ခြေတယ် Bayern Munich ကလက်ရှိမှာကိုယ်မိုင်းတို့ကိုခေါ်လောက်မှမလို့သူ့မှာဒါလူငယ်ကစားသမားကွင်းနဲ့ကစားသမားတွေအများကြီးရှိတယ်ကိုယ်ကလက်ရှိမှာလူကြီးကစားသမားဖြစ်တဲ့ ဂျောရှွေကိမစ်ကိုတိုင်နာမှာဒါကြောင့်စာရုံးသက်တမ်းတိုးထားခဲ့တဲ့အတွက်ကြောင့်မလို့ဒါကွေးလန်ဘိုင်းမှာလည်းရှိလူတွေအများကြီးဖြစ်နေကြောင်မို့ကိုဘီမိုင်းလူကိုဘိုင်းမင်းတော့ခေါ်မယ်လို့ကျွန်တော်သိမထင်ဘူးဒါပေမဲ့အခုလက်ရှိဒါကျွန်တော်ပြောရမယ်ဆိုရင်အလံပေးထားတာအခုမှထားမိအဲ့တော့ဟို ကိုဘီမိုင်းကိုခေါ်မယ်ဆိုရင်ဒါကျွန်တော်တို့လက်ရှိမှာ Real Madrid ရှိမယ်ဘာဆိုနာရှိမယ်ဒီထဲမှာမှာဒါကောလာဟာလာဆိုတာဘာဆိုနာပေါ့နော်ဘာဆိုနာနေလက်ရှိမှာ United တောင်းမဲ့ဈေးတစ်ခုဖြစ်တဲ့ပေါင်ပန်း60ကိုပေးပါမလား Real Madrid ကတော့ပေးနိုင်တယ်ဒါပေမဲ့ Real Madrid ကလက်ရှိမှာကွင်းလက်ကစားသမားမှာကိုဘီမိုင်းကိုခေါ်မယ်နေထားမှာတော့မရှိဘူးအဲ့တော့ဥရောပထွက်ကစားမယ်ဒါကျွန်တော်နိုင်ငံခြားထွက်ကစားမယ်ဆို United အပြင်ကိုဒါကျွန်တော်တို့ ကိုဗီမိုင်းတို့မှာတကယ်တမ်းရွေးချယ်စရာများများဆဆမရှိနေဘူး United တိန်းတခုလက်ရှိရောင်းမယ်ဆိုရင် Chelsea ကိုသာရောင်းမှုတွေရကိုင်းတော့များတယ် Chelsea ကတော့လက်ရှိမှာသူတို့ရဲ့ကွင်းလယ်ပိုင်းလူအချက်ကြောင့်မလို့ဒါကြတော့ကိုဗီမိုင်းတို့ကိုဝယ်ယူ United တွေမှာပါတယ်ကိုဗီမိုင်းတို့လက်ရှိမှာဒါကြတော့ United အသင်းစီကနေ Chelsea သတင်းနဲ့မဟုတ်ပဲနဲ့တချို့သောသတင်းတွေကလည်း Cola Hala တွေထွက်တယ်တချို့သော Cola Hala တွေမှာဆိုရင်ဒါကြတော့ Arsenal အသင်းကပါကိုဗီမိုင်းတို့ကိုစိတ်ဝင်စားနေရဆိုရင် Cola ဒါပေမဲ့အဲ့ဒါကလုံးဝ purely Cola Hala ဖြစ်တယ်ဘောနော်အဲ့တော့ကိုဗီမိုင်းတို့အနေနဲ့လက်ရှိမှာဒါကြတော့ United အသင်းကလည်းဒါကြတော့ပထမကတော့မရောင်းမှုအစီအစဉ်မရှိပေမဲ့အခုလက်ရှိမှာ တဖြည်းဖြည်းကစားသမားကစာချုပ်အစ်စ်မှာလာစားတိုးတောင်းလာတဲ့ကိစ္စကပူပူပြီးတော့ကြက်လာခဲ့ကြောင်သူတို့နေရောင်းမှုပြင်ဆင်လာခဲ့တယ်ဆိုတဲ့သတင်းတွေကလည်းတော်တော်လေးကိုဒါကျွန်တော်တို့ တက်လာခဲ့ပြီဖြစ်တယ်ဘောတော့အဲ့တော့ကစားသမားကလက်ရှိမှာ United အသင်းနဲ့သူတောင်းတဲ့လစာကိုပေးပြီးစာရုပ်သစ်ချုပ်ပြီးသူ့နဲ့အသင်းမပြောင်းဘူးဆိုတော့သူကတော့မျှော်လင့်နေဆဲဖြစ်တယ် United အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်လူငယ်တွေကိုနေရာပေးမှာမှတ်ပေမဲ့လူငယ်တွေတောင်းတဲ့ဈေးကတော့ပေးဖို့အစီအစဉ်မရှိဘူး Ineos အနေနဲ့လာမယ့်နေရာဒီမှာဒါကျွန်တော်လစာများတဲ့ကစားသမားတွေကိုတော့အသင်းကနေ short ချဖို့အတွက်ပြင်ဆင်နေပြီးတော့ဒါသူ့အနေနဲ့ဒါကျွန်တော်လစာ2သိန်း1000တောင်းတယ်သူ့အသက်ရွယ်နေဆိုတော့ဒါတော်တော်လေးကိုများတဲ့ကြောင့် Ineos အနေနဲ့ okay ငါတို့တော့အဲ့လောက်မပေးနိုင်အောင်ကောင်းလေပေးနိုင်တဲ့ကလပ်ကိုမင်းသွားငါတို့လည်းမြက်တယ်မင်းလည်း အဲ့လောက်လာစားအဲ့လောက်ရရရလာစားရတဲ့နေရာကိုသွားမယ်ဆိုရင်အကုန်လုံးအတွက် win win situation ဆိုပြီးဒါ United အသင်းကနေပြီးတော့ကိုယ်မိုင်းနှုတ်ကိုရောင်းချဖို့အတွက်ပြင်ဆင်လာခဲ့တယ်လို့ပြောလို့ရတယ်။နောက်တစ်ယောက်ကဒါကျွန်တော်တို့ United ရဲ့ဒါကျွန်တော်အချစ်တော်ကြီးတဲ့ကစားသမားကြီးတဲ့တယောက်ဖြစ်လို့ရတဲ့ Alejandro Garnacho ပေါ့နော်။ Alejandro Garnacho ကတော့ Manchester United အသင်းစီကနေရောဝယ်ယူဖို့တဲ့ဒါ camp နှစ်ခုကနေပြီးတော့တရားဝင်စတင်ပြီးဆွေးနွေးနေပြီးပထမဆုံး camp ကဒါကျွန်တော် Simone ရဲ့ဒါကျွန်တော်တို့အသင်းဖြစ်တဲ့ဒါ Atletico Madrid ကနေပြီးတော့ဒါ Alejandro Garnacho ကိုတရားဝင်ခေါ်ယူဖို့အတွက်ဒါဆွေးနွေးနေပြီးဖြစ်တယ်လို့ ူကြသည့်အရာမှာပါတယ်အလာဟန်ဒိုဂါနာချိုကိုဒါကျွန်တော်တို့လက်ရှိမန်ချက်စတာယူနိုက်တက်အသင်းကတော့ကျွန်တော်တို့ဒါမနစ်ကဈေးပုံစံမျိုးပဲဆက်လက်ပြီးတတ်မှတ်ထားတယ်အလာဟန်ဒိုဂါနာချိုရဲ့ဒါကျွန်တော်တို့ပြဿနာကလည်းကိုယ်ယူမိုင်းနေတဲ့ပြဿနာနဲ့ခက်ဆက်စေမယ်ဒါပေမဲ့သူ့ရဲ့ပြဿနာကလုခလာစားတက်ဆိုင်သူ့အနေနဲ့နေရာလူချင်းမှုကသူကပို့ပြီးသွားတယ်တော့မှာပါအဲ့တော့ယူနိုက်တက်အသင်းနဲ့စာချုပ်သစ်ချုပ်မယ်ဆိုရင်အလာဟန်ဒိုဂါနာချိုအနေနဲ့သူ့အနေနဲ့ဒါအဓိကလူအပ်ချက်လုချင်တာသူ့အနေနဲ့ guarantee နေရာတစ်ခုလိုချင်တယ်ဥပမာ first line နဲ့မှာသူ့အနေနဲ့ဒါကျွန်တော်တို့တစ်ဘက်မှာဘဏ္ဍပွဲဆော့ရင်ဘဏ္ဍပွဲသူ့အနေနဲ့ first line နဲ့မှာပါကူပါရမယ်ဆိုတဲ့ပုံစံမျိုးဒါ တော် guarantee ပေါ့နော် guarantee ဒါကျွန်တော်တို့ place တစ်ခုအနေနဲ့အသင်းမှာလိုချင်တယ်ဒါပေမဲ့ United အသင်းနဲ့အဲ့ဒါမပြီးနိုင်ဘူးဆိုတော့ Ruben Amorim နဲ့လာမယ့်နေရာဒီမှာသူနဲ့ဒါတောင်းမယ့်ကစားသမားအစ်စ်တွေဒါကျွန်တော်တို့ကစားသမားအစ်စ်တွေကိုခေါ်ယူတဲ့ချိန်ကျရင် Alejandro ဂါနာချူခြေကြနေခြေကြနေတဲ့ပုံစံနိုင်မသုံးကျင်တဲ့အတကြောင့်မသူအနေနဲ့ဒါကြီးကိုလုံးဝ guarantee မပေးနိုင်တဲ့အတွက်ကြောင့်မို့ United အသင်းနဲ့ဒါကျွန်တော်တို့အလာဟန်ဒိုဂါနာချူကစာရုပ်သစ်ချုပ်ဖို့အတွက်ဒါကျွန်တော်တို့ခွာပြင်းတယ်လို့ပြောလို့ရတယ်မှာပါတယ်။သူအနေနဲ့ဒါလောက်ခသစာကတော့အကြီးမားတဲ့ပြဿနာမဟုတ်ပေမဲ့ကိုယ်ဝီမိုက်လူလို့သူအနေနဲ့ဒါ United ကပေးတဲ့ဒါ space တစ်ခုအနေနဲ့ ဥစ္စာကတော့ဒါပြဿနာတစ်ခုအနေနဲ့မြင်နေတယ်ပေါ့အဲ့တော့ United သင်းနဲ့ Alejandro Garnacho ကိုအဓိကရောင်းချပြီးတော့လာမယ့် New Year ဒီမှာအကယ်၍အဆင်ပြေခဲ့မယ်ဆိုရင်တောင်မနေရမှာဒါကျတော့ Southampton ရဲ့ right wing ကစားသမားဖြစ်တဲ့ Dublin လိုကစားသမားမျိုးကိုလည်းအစားထုတ်ဖို့အတွက်ပြင်ဆင်လာတယ်ဆိုတော့ Kola Hala ကိုထွက်နေခဲ့တယ်အလက်ရှိမှာဒါ United သင်းနဲ့ဒါကျတော့လူငယ်နေရာမှာဒါကျတော့လူငယ်နေပဲအစားထုတ်ဖို့အတွက်ပြင်ဆင်နေတယ်ဒါပေမဲ့အခုလက်ရှိမှာဒါ Alejandro Garnacho ကိုကိုယ်ယူမိုင်းလူကိုရောင်းမယ်ဆိုရင် Manchester United သင်းနဲ့တရားရာဂိုင်တော့အမျက်ပြန်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့ Academy product ဖြစ်ကြောင့်တရားရာဂိုင်တော့ home grown ဖြစ်တဲ့ကြောင့်မို့တရားရာဂိုင်တော့အမျက်ရမှာဖြစ်တဲ့ ကြောင့်ဒီကစားသမားတွေကိုရောင်းချဖို့အတွက် United အသင်းပြင်ဆင်နေတယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်ကိုဗီမိုင်းနူရဲ့ပြောင်းရွှေ့ကနေပြောကြကျွန်တော်တို့ယူရိုတန်း60ဒါကျွန်တော်အလဟန်ဒရီကနာချူရဲ့ပြောင်းရွှေ့က Euro တန်း85တန်းကစားသမား2ယောက်အယောင်းကနေပြီးတော့ Euro တန်း130ပေါင်တန်း120လောက်ရဖို့အတွက် United အသင်းမျှော်လင့်နေလက်ရှိမှာအလဟန်ဒိုကနာချူကပြောသူပဲ Simone ရဲ့အသင်းဖြစ်တဲ့ Atletico Madrid ကလည်းတရားဝင်ခေါ်ဖို့အတွက်စတင်ပြီးဆွေးနွေးနေစကောလာဟာလာထွက်နေတယ် Napoli ကလက်ရှိမှာဒါပြန်ပြီးဆွေးနွေးတဲ့ဆိုတဲ့သတင်းတော့မကြားသေးဘူးအခုချိန်ထိတော့ဒါကြားတော့ကတော့ Antonio Conte နေနေတာအလဟန်ဒိုကနာချူတ ရောက်တဲ့မဟုတ်ပဲနဲ့ဒါကျွန်တော်တို့ Rice Move Wildland ကိုပါခေါ်ယူခြင်းနဲ့တည်နေကတော့တောင်းတပြပြတတ်နေတဲ့တည်းမှာပါပါတယ်အဲ့တော့လက်ရှိမှာ Atletico Madrid ကတော့ဒါကျွန်တော်တို့ Alejandro Garnacho တရားဝင်ဆွေးနွေးနေပြီဖြစ်ပြီးတော့ United တော့တရားဝင်မဆွေးနွေးသေးဘူးဒါပေမဲ့ United သိနေတဲ့ဒါ Lamin Nuria ဒီမှာ Kobe Mainu ကို Alejandro Garnacho ကိုကြိုက်စေးရရင်တော့ရောင်းသွားဖို့အတွက်ပြင်ဆင်လာခဲ့ပြီဖြစ်တယ်လို့ပြောရင်းနဲ့ပဲဒီနေ့မနက်ခင်းသတင်းကိုတော့ဒီနားမှာနားကြပါတယ်ဘောလုံးပွဲတွေကိုကြည့်ရှုနေတဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4E တို့မှာကျင်းလူစပေါင်းကူညီလို့ရပါတယ် များများလေးလည်းကလစ်ဖို့မမိကြပါနဲ့ဟိုအောက်ကကွန်မန်ဒီထဲမှာလည်း youth sport media 3 point ဆိုတော့ ਨੇ tv for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အပီလို့ရပါရများများလေးလည်းကလစ်ဖို့မမိကြပါနဲ့ဟုတ်ဗျများများကလစ်မှမမြင်နိုင်မှာဖြစ်ပါတယ်အားလုံးပဲကြိုတင်ပါတယ်ကောင်းမွန်သောဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပေကျွန်တော်တို့ညောင်မှာ AACC တွေ့ကြတာပေါ့အားလုံးပဲကြိုတင်ပါတယ်ဒေးပါပါဗျာ